စကိုင်းဒယ်လီချစ်စုသူဓမ္မမိတ်ဆွေသူတော်ဆရာပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ရတနာမြင့်နီကေဗုဒ္ဓတက္ကသိုလ်တွင်2025-2026ပညာသင်နှင့်17ကြိမ်မြောက်စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်142ရပ်ကွက်ကျန်းစစ်သားလမ်းတွင်တီထောင်ဖွင့်လှစ်ထားရှိသော ရတနာမြင့်ဤကဲဗုဒ္ဓတက္ကသိုလ်တွင်2025-2026ပညာသင်နှင့်17ကြိမ်မြောက်စာတမ်းဖတ်ပွဲကိုဒီကနေ့အောက်တိုဘာလ18ရက်နနက်9နာရီကစတင်ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ရဏာမြင့်ဤကဲဗုဒ္ဓတက္ကသိုလ်တွင်တက္ကသိုလ်ပညာရေးဆိုင်ရာပြည့်ရတ္တိသာသနာပြုလုပ်ငန်းများ အစဉ်ပြေချုံ့မွေ့စွာ တိုးမြင့်လှုပ်ဆောင်နိုင်စေဖို့နဲ့ပရိယတ်ဒီဓမ္မအမေအဖြေတို့ကိုရတနာမြင့်နိကေဗုဒ္ဓတက္ကသိုလ်ပညာရေးဖောင်ဒေးရှင်းတွင်ပညာပါရမီကုသိုလ်အဖြစ်စာတမ်းဖတ်ပွဲကိုနှစ်စဉ်ကျင်းပပြုလုပ်လာခဲ့တာယခုအချိန်နဲ့ဆို17ချိန်မြောက်ရှိပြီဖြစ်တယ်လို့သိရပါတယ်အဒီနေ့အစားအမဝဦးဇင်းတို့ဟာဟိုရင်အရှိရ၅ရက်ကတော့ ဟိုစာမေးပွဲပေါ့အဲစာမေးပွဲမှာဦးဇင်းတို့အခုဆိုလို့ရှိရင် MA Part 1 Part 2 MA Part 1 Part 2မှာဦးဇင်းတို့ Paper 1ပေါ့ပထမဆုံးနေ့ Paper 1ဒုတိယနေ့က Paper 2တတိယနေ့က Paper 3အစရရနေကတော့ paper 4အဘစ်မနီကတော့ paper 5ပေါ့တမိုင်းဘာသာရပေါ့ဘုဒ္ဓဘုဒ္ဓ history and missionary ဆိုတဲ့ဘာသာရပေါ့အဲ့ဒီမှာလည်းဦးစင်းကဝင်ရောက်ပြီးတော့သင်ကြားပေးပါတယ်နေ့ဦးစင်းတို့စာရန်ဖတ်ပွဲကတော့ပုံမှန်ဆိုဦးစင်းတို့ ဇာရန်ဖတ်လာတာကုသလို့ချင်းဆက်လက်ချိန်မျိုးရှိပါပြီတူရဲ့ဒိုင်နာတစ်ခုရအဒီနေ့ဇာရန်ဖတ်ပေါ်ပါတော့ကျွန်တော်ဟောအင်္ဂလိပ်လိုဒီနေ့ကတော့အင်္ဂလိပ်လိုပဲဖတ်တာပါအော်ခါတိုင်းနေ့ကတော့မြန်မာတရအင်္ဂလိပ်တရနဲ့အဲ့လိုဖတ်တဲ့နှစ်ပိုင်းကိုပြဖတ်တယ်အခုဒီနေ့ကတော့ကျွန်တော်ကအာမေပတ်တူးတွေပေါ့အာမတ်စတာဖိုင်နယ်သမားတွေရဲ့ဇာရန်ငယ်ဖတ်ပွဲပေါ့အဲဇာရန်ငယ်ဖတ်ပွဲမှာဇာရန်နေတင်သွင်းကြတယ်သူတို့တင်သွင်းတာတွေကိုအာဦးဇင်းတို့မော်ဒရေတာဆရာတော်ချဲမန်ဆရာတော်အာနောက်ဦးဇင်းတို့ MC ဆရာတော် MC ဆရာတော်တွေနဲ့အကုန်လုံးညီလိုက်တိုင်ပင်ပြီးတော့သူတို့ ဟိုတင်သွင်းလာတဲ့စာတန်းတွေကိုစာတန်းရှင်က presentation လုပ်တယ်အောက်ကနေပြီးတော့ question နဲ့ answer လုပ်တယ်ကျောင်းသားတွေကလည်းတည်တည်မြဲမှာဒါတွေကလည်းဦးဇင်းတို့တက္ကသိုလ်ကဟိုပေးထားတဲ့အမှတ်တွေပါအမှတ်တွေပေးပေးထားတဲ့အမှတ်မဖြစ်မမေးတဲ့သူလည်းမရှိအောင်အောက်စီစဉ်ထားခြင်းပါအဲ့ဒီလည်းဦးဇင်းတို့ကအမှတ်တွေသူတို့ကျောင်းသားတွေကိုပေးထားပါတယ်စာပြေတို့ရတဲ့အမှတ်တွေမဟုတ်ပါဘူးဒီ presentation လုပ်တဲ့အမှတ်တွေလည်းဦးဇင်းတို့ပေးထားပေးထားပါတယ်အဲ့တော့ဦးဇင်းကတော့ဒီ မနက်ပိုင်းကတော့ဦးဇင်းတို့ဒုတိယပမောကကျောင်းစီမံဆရာတော်က MC ဖြစ်တောင်းယူဆောင်ရွက်နေခြင်းဖြစ်ပါတယ်။အဦးဇင်းနေခင်မှတနာရီကနေပြန်ဆမှတ်ချိန်မှာဆိုတော့ဦးဇင်းက MC ဖြစ်တောင်းယူပြီးဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။အဦးဇင်းတို့စာရန်ဖတ်ပွဲကတော့ဟိုလိုမျိုးအတိအကျရွေးချယ်တာမဟုတ်ဘူး။ကျောင်းသားတွေအတွက်အတွေ့အကြုံပုံကောင်းတစ်ခုရသွားရအောင်လို့သူတို့ကြိုက်တဲ့သူတို့အစီအမံသူတို့ study လုပ်ထားတဲ့လေးလာထားသင်ယူထားတဲ့ဟိုကျမ်းစာတွေပေါ့အဲ့ဒါတွေဦးဇင်းတို့နီးကယ်နေလွှဲချော်မသွားအောင်ကျန်ကောင်းစဉ်တစ်ခုအနေနဲ့ အာသူရေးသားတင်သွင်းတဲ့ရေးသားတင်သွင်းတဲ့ဟာကိုဦးဇင်းတို့တွေကဖတ်ဦးဇင်းတို့ဟိုဌာနဆိုင်ရာဒီပါတမန့်ဆိုင်ရာဆရာဌာနဆိုင်ရာတည်တည်ဆရာတော်တွေကိုတင်ပြတယ်အဘမောက်ကုတ်ဆရာတော်ဒုတိယဘမောက်ကုတ်ဆရာတော်တင်ကြတဲ့ဒုတိယဘမောက်ကုတ်ဆရာတော်စီမံအာနောက်ဌာနဆိုင်ရာဆရာတော်တွေကိုဦးဇင်းတို့ကသူတို့ကတင်ပြတယ်တင်ပြပြီးတော့ဒါလေးကိုသူတို့ဦးဇင်းတို့တွေကမှတ်ချက်ပေးပြီးတော့ဖတ်တယ်အခုဒီအဆရာန်ဖတ်နေတဲ့တော်တွင်းမှာလည်းပဲအာသူရေးတဲ့အရေးသားတွေကဘာတွေလိုအပ်တယ်ဘာတွေလိုအပ်ချက်ရှိတယ် အဲဆိုတော့ဦးဇင်းတို့ဆရာတော်တွေကဟို chairman ဆရာတော်တို့ moderator ဆရာတော်တို့အခြားဟိုဘေးနားမှာဦးဇင်းတို့အမှတ်ထိုင်ပေးနေတဲ့ဆရာတော်တွေကလည်းဝင်ရောက်ပြီးတော့ဖြစ်ဆိုပြီးပြောကြားခွင့်ရှိပါတယ်ဒီဆိုဇာမွေးအဖြစ်နေလဲဒီအခုချိန်မှာဆိုလို့ချင်းမြင်တွေ့ရတာအခုစာရန်ဖောက်ဝဲမှာဆိုလို့ချင်းလည်းရဟန်းငယ်လေးတွေအရင်အများကြီးတိုးတက်လာတာကိုတွေ့ရပါတယ်အတိုးတက်လာကြပါတယ်တော်တော်လေးတိုးတက်လာကြပါတယ်ဦးဇင်းတို့ဒီတက္ကသိုလ်ရဲ့လို့မှမဟုတ်ပါဘူးကိုအားတန်အားတန်အခြားဖွင့်ထားတဲ့တက္ကသိုလ် ဦးဇင်းဘုရားတာသနာတော်ကြီးပြန်ပွားအောင်လို့တပတ်တလန်ကဆောင်ရွက်နေကြတဲ့တက္ကသိုလ်သီးသီးရဆရာတော်တွေကိုလည်းအားလုံးဦးဇင်းအာဒီနေရာကလည်းဦးဇင်းနဲ့ကြီးတဲ့ပုံကိုယ်တွေရှိလို့ချင်းဦးဇင်းဥတင်ပါတယ်ဦးဇင်းဒီမှာကတော့ဒီဖမုံးနေနေရကြတော့ဗောဟိုဟာဗောဟိုတင်ကြားမှုအရန်ကောင်းတယ်ဗောနော်ဒီဖမုံးနေရဲ့တင်ကြားမှုတွေကိုလည်းသဘောကျတယ်အာပြီးတော့ရွေချက်ကတော့ဒီဗုဒ္ဓစာပေကတော့အခုကဗုဒ္ဓဘာသာဘာသာနဲ့ပတ်သက်ပြီးတက္ကသိုလ်များစွာရှိရမလား တက္ကရိုတိုင်းကတော့အကုန်လုံးဗုဒ္ဓရဲ့ဒီတရားတွေကိုပဲရှုထောင့်မျိုးစုံနဲ့သင်တာပေါ့နော်သင်တယ်ဆိုတော့တက္ကရိုတိုင်းအကုန်ကောင်းတယ်ဒါပေမဲ့ဒီတက္ကရိုရွေးချယ်တာကကြတော့ဒီတုတ်တန်ပေါ့နော်တုတ်တန်တုတ်တန်ထဲမှာမမနိကန်၅ရက်ထဲမှာမအမအဓိကနိကန်ကိုပေါ့နော်ရွေးချယ်လိုက်တယ်ပေါ့တုတ်တန်ရဲ့အဆုံးဖရာရဲ့အဆုံးမတွေပေါ့နော်ဖရာရဲ့အဆုံးမတွေကိုသိရတယ်သိရတဲ့အခါမှာကျတော့ကိုယ့်ကိုယ်ကိုဒီကိုယ့်ရဲ့ daily life မှာပေါ့နော်အာကိုယ့်ကိုယ်ကိုပြန်ပြီးတော့မှ ဟိုကိုဘာမှနေလဲကိုဘာတွေလိုအပ်နေတလဲပေါ့ဒါမျိုးတွေပြန်ပြီးတော့ဆင်ခြင်လို့ရတာပေါ့နော်လူဆိုတာကတော့နေ့စဉ်နေ့တိုင်းကအမှားနဲ့ကင်းနေတာမဟုတ်တော့လေအဲဒီလိုယူရချက်လေးပေါ့စိတ်လေးအေးချမ်းတယ်ပေါ့လေအဓိကကတော့ဒီကဖုံဖုံနေရဲ့အာတင်ချောင်းမှုကအရန်ကောင်းတယ်နောက်တစ်ခု အမားတို့ဒီမှာပေါ့နော်အော်တိခဲရတာဗာတိခဲရလဲဆိုတော့ဒီရှုထောင့်ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ထပါတော့အာဗုဒ္ဓဘာသာရှုထောင့်မှာဆိုထေရဝါဒရှုထောင့်ကလားအမအာစိုက်ကိုဆိုဒီ western ပေါ့နော်ဒီဒီ western ဘက်ကရှူရောင်ကိုဗုဒ္ဓရှူရောင်နဲ့ဘလို့နှိုင်းရှင်တယ်လဲပေါ့ဒါတွေအများကြီးပါတာပေါ့နော်တအားကောင်းတယ်ပေါ့နော်နောက်နောက်တိုင်းနိုင်ငံဒီဒီပေါ့ဒီပညာရှင်တွေပေါ့နော်အာဒီတကယ်ဒီပညာရှင်တွေအာဥရောပနောက်တိုင်းအဲ့ဒီပညာရှင်တွေရဲ့ floor တွေကိုသင်ပေးတယ်လို့ဒီဘက်ကဗုဒ္ဓဘာသာရဲ့ဗုဒ္ဓရဲ့ floor ဆိုတာဘယ်လိုမျိုးလဲအာအနောက်နိုင်ငံကထွက်တဲ့ floor ဒီ အာဗုဒ္ဓနောက်မှလိုက်ထွက်တာမဟုတ်ဗုဒ္ဓလွန်ခဲ့တဲ့နှစ်ပေါင်းကျော်2600လောက်ခနဲ့ကဗုဒ္ဓရဲ့ floor ကြီးပဲဒါအခုဖြစ်နေတာဒါတွေကိုဗုဒ္ဓဘာသာတိုင်းသိတဲ့နယ်ပေါ့နော်အဲဒါဒီရဲ့ရွေချက်လေးလဲပါပါတယ်လာတက်တာဒီမှာဆိုအမမတို့အများကြီးသိရတာပေါ့ဟိုတုန်းကဆိုတော့အမမတို့ကရိုးရိုးမီယူဖလာဗုဒ္ဓဘာသာလောက်ပဲသိတာပေါ့နော်အဖေအတရားတန်ခါကိုကိုယ်ွယ်မယ်အခုကတော့ဘလို့ဘလို့မျိုးစစ်စစ်ကတ်တယ်ဘလို့မျိုးကိုယ်ွယ်ရလဲဆိုတော့ဟိုအနှစ်သာရရှိရှိပေါ့နော်ဒါလေးတွေလဲသိရတာပေါ့ အခက်ခဲကတော့ညီမလေးရဲ့ဟိုတောင်းတာဆိုတော့သိတယ်မလားစာရင်များရင်ညင်းညူတာပေါ့နော်အဲအဲ့ဒါပါပဲအပြင်ဆင်မှုအပိုင်းကတော့ကိုဟိုပါပေါ့ကြိုးစားရတယ်နောက်နောက်တစ်ခါကျတော့ဗုဒ္ဓတက္ကရိုတိုင်းကတော့ညီမတို့ဒီဟိုတောက်လျှောက်တက်လာတဲ့ဒီသူငယ်တန်းကနေတက္ကရိုတက်လာတဲ့ဒါတင်ဒါကျက်ဒါဖြည့်မျိုးတော့မဟုတ်ဘူးသူကဟိုကိုပိုင်ကိုပိုင်ရှုမြင်မှုပေါ့ကိုပိုင်သုံးတတ်မှုအာပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်ဘယ်လိုပြော လိုပြောရမလဲဆရာတော်တွေကဒီတုတ်ရဲ့အနှစ်သာရတွေအာရှုမြင်ပုံတွေရှုထောင့်မျိုးစုံကနေပေါ့နော်အကုန်လုံးသင်ပေးတယ်အဲ့ဒီမှာမေကွန်းကိုမေးလာတဲ့အခါမှာလည်းဘယ်လိုကိုယ့်ရဲ့ကိုယ်ပိုင်အမြင်ပေါ့အဲ့ခါကြတဲ့အခါကျအမတို့ကဘယ်လိုလဲဆိုအကုန်လိုက်လျာလေးလာရတယ်ဆိုတာကဒီ hand out ပေးထားတဲ့ပုံမှာဟိုမှာပေးထားတဲ့ဒီဟိုငငယ်တော့ဆိုအမတို့ဖတ်စာအုပ်တွေရှိရပါတော့အဲ့လိုမျိုးတွေကိုလေးလာရတာမဟုတ်ဘဲနဲ့ဒီ အတိအစာကြည့်လိုက်ပေါ့နော်စာကြည့်လိုက်အဲမတို့ကြာစာကြည့်စာကြည့်လိုက်မသွားတော့ဘူးဒီမတို့ဖုန်းကိုအသုံးပြုတာပေါ့ကွဖုန်းထဲမှာမတို့ဒေါင်းဒေါင်းထားတဲ့ဥစ္စာတွေအကုန်လုံးပေါ့အဲ့ဒီဂျဲကအကုန်လုံးအိလိလာရတာပေါ့နော်အဲ့လိုမျိုးတွေပေါ့တက္ကရီပေါ်ပေါက်လာတော့အရန်ကောင်းတာပေါ့နော်ဟိုဘယ်လိုပြောမလဲဒါပေမဲ့အဲတက္ကရီတည်တန်းဖို့နဲ့ရေရှည်ဖို့ကကြတော့အာဒီတက္ကရီတီထောင်သူတင် जा စီမံဆရာဆရာမတွေနောက်ကြတော့ဒီ sport လုပ်ပေးနေတဲ့အာတက္ကရာတက္ကမတွေအကျောင်းသူအကျောင်းသားတွေရဲ့ ဒပြိုင်နဲ့ထဲဟိုလာတက်ညီလက်ညီရုံးကြမှုပေါ်မှာတော့ဒီတက်ကလို့တစ်ခုကတေရှိပေါ်ဟိုရေရေရှိတည်တတ်မယ်ပေါ့နော်အခုကတော့အများကြီးပေါ်ပေါက်လာတာဗုဒ္ဓဗုဒ္ဓတက်ကလို့နဲ့ပတ်သက်ပြီးတော့လေအဲ့ဒါတော့ကောင်းတယ်ဒါပေမဲ့ပေါ်ပေါက်လာတိုင်းရေရှိတည်တတ်ကျမတည်တတ်မှာလေအဲ့လိုမျိုးရရှိတည်တန်းဖို့ကတော့အဓိကအရေးကြီးတယ်ပေါ့နော်အဲ့လိုရရှိတည်တန်းဖို့ကတော့ခုနပြောသလိုပေါ့အကုန်လုံးတက်ညီလက်ညီကျိုးပန်းဆောင်ရွက်မှာပဲအာဒါရရှိလာမှာပေါ့အဲ့လိုမျိုးတော့ထင်ပါတယ်